အောက်တိုဘာ၁၈ရက်နေ့တည်ရတဲ့တရင်ကတော့ကရင်ပြည်နယ်လေးကစ်ကော်မြို့တရှိဆွေရုံဘုံကိုရရှိဖို့အတွက်မြန်မာစစ်တပ်ဘက်မှလက်နက်ကြီးတရုံများအမြောက်အများသုံးပြုပြီးနေ့စဉ်တိုက်ခိုက်နေတယ်လို့သိရပါဗျ။လေးကစ်ကော်မြို့ကိုထိုးစစ်ဆင်ရမှာလဲဒေါ်လန်ရင်အင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမှုတွေရှိခဲ့ပြီးမြောက်ဝတီမြို့တွင်ရှိ BGF စခန်းခလာရ295တရင်လက်ခတ်တောင်လို့မှလက်နက်ကြီးပစ်ကူးမြောက်များပစ်ကူးပေးခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီနောက်လေးကိတ်ကော်မျိုးရှိရေကန်ကုန်းနဲ့ဆေးပေးကန်းတွေပါမြို့ရဲ့နေရာတော်များများဖို့စစ်တပ်ဘက်မှပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက်အခုနောက်ဆုံးလေးကိတ်ကော်နီးရှိဒေါ်လန်ရေးတပ်ဖွဲ့တွေစိုးမိုးရာဆွေရော်ကုန်းကိုရရှိဖို့အတွက်လက်နက်ကြီးတရုံမြောက်များအုံပြုပြီးတိုက်ခိုက်နေရလို့မြေပြင်ဒေါ်လန်ရေးရဲ့ဘော်တို့မှပြောပါရယ်အခုကစစ်တပ်ကဆွေရော်ကုန်းကိုရဖို့အတင်းလာလို့နေတယ်မနက်လေးနာရီလောက်ကတည်းကခေါနာကတို့လိုက်ဒီနာကတို့လိုက်နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်နေတာတစ်ချက်မှမနာရသေးဘူးခုနောက်ပိုင်းကတိုက်ပွဲပုံစံကပြောင်းသွားပြီး အရင်2020တလောက်တုန်းကလိုလက်နက်ငယ်တွေနဲ့မြေပြင်မှာတိတ်မဖြစ်တော့ဘူးတရုံလက်နက်ကြီးပဲဒီကတုံးတော့တာပါဆိုဝါဆွေော်ကုန်းဟာလက်ရှိမြန်မာစစ်တပ်တွေဝင်ရောက်ထားနိုင်နေတဲ့၄ကီကော်မျိုးတစ်ကိုတာမကအနီးနားမှာရှိတဲ့ကျေးရွာတွေကိုပါလက်နက်ကြီးဖြင့်စုမိုးထားနိုင်တာကြောင့်မြန်မာစစ်တပ်အနေဖြင့်အသေးအတန်တိုက်ယူနေခြင်းဖြစ်တယ်လို့လည်းသိရပါတယ်ဒါအပြင်လက်ရှိတိုက်ပွဲတွေတွင်မြန်မာစစ်တပ်ဘက်မှတော်လန်ရင်အားစုတွေနဲ့မြေပြင်ထိတွေ့မှုတွေတိတ်မလုပ်တော့ဘဲလက်နက်တာစီဖြင့်သာစစ်ကြောင်းတိုးနိုင်ဖို့ဆောင်ရွက်နေပြီး မြေပြင်ထိတွေ့မှုတွေမှာလည်းလက်နက်ငယ်တွေထက်ပွိုင်းငါးလိုလက်နက်မျိုးဖြင့်ပစ်တာတွေကိုပုံမပြုတ်လောက်လာတယ်လို့လည်းသိရပါတယ်။ဒါဒင်မကစစ်တပ်အနေနဲ့လေးကစ်ကော်မျိုးနီးကဆွေရော်ကုန်းသားကလက်လွတ်ထားရတဲ့မင်းလက်ပံရွာနဲ့ဖလူလေးရွာတို့ကိုလဲဝီတီပြီးစစ်ကြောင်းနောက်ထပ်တစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။ဆိုပါကြီးရွာတွေကိုဝီတီထိုးနေတဲ့စစ်ကြောင်းတွေကိုဒေါ်လန်ရေးတပ်ဖွဲ့တွေဘက်မှခင်းခွဲပိတ်ဆို့နေပြီးနေ့စဉ်တိုက်ပွဲပြင်းထန်နေတယ်လို့လည်းအဆိုပါရဲဘော်မှဆက်ပြောပါတယ်။ဒီဘက်မှာပင်မစစ်ကြောင်းဆိုရင်နေ့ ကျောင်းလို့ပြောလို့ရမယ်လေးကစ်ကော်ကိုထိုးတဲ့စစ်ကြောင်းရဲ့မဲလက်ပန်ဖလူကိုထိုးတဲ့စစ်ကြောင်းရဲ့ပေါ့အေဂတ်ဆင်ပြန်ဖြန့်ခွဲတဲ့စစ်ကြောင်းတွေကတော့အများကြီးပဲကျွန်တော်တို့ဘက်ကလည်းဖြန့်ခွဲပြီးထိုးလာတဲ့များစစ်ကြောင်းတွေကိုကာနေပါတယ်တိုက်ပွဲတွေကြောင့်မဲလက်ပန်နဲ့ဖလူကျေးရွာတို့မှာဒေတာခံပြီးသူအချို့စစ်ပေးရှောင်နေရပြီးလက်နက်ကြီးတယုံပြီးခတ်မှုတွေကြောင့်နေအိမ်ချိုးထိခိုက်ပျက်စီးလာတွေရှိတယ်လို့လည်းသိရပါတယ်အားရခတ်တတော်နဲ့မဟာမိတ်တပ်တွေအပီးတက်သိမ်းပိုက်ထိုးစစ်ဆင်နေတဲ့နေရီကန်ဘူဟာတိုက်ပွဲအကြောင်းဒီတစ်ပတ်ပြောပြပါမယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိခဲ့တဲ့အမ်မြုတ်ကိုအားရခတ်တတော်က2024ခုနှစ်ဒီဇင်ဘာလ20ရက်မှာအပီးတက်တင်းယူခဲ့တာဖြစ်ပါတယ်။ AA နဲ့ပူးပေါင်းတပ်တွေထိုးစစ်အရှိန်မြှင့်လိုက်တဲ့2020ငါးဖေဖော်ဝါရီလမှာတော့နယ်ရေကန်ဘူဟာနဲ့အမ်ဘရန်လန်တိုက်ပွဲဖြစ်ပြီး MPD နယ်ရေကန်ကာကင်းစခန်းပေးလိုက်ရပါတယ်။ AA နဲ့ဆက်ကခ6ခုနှစ်လောက်ခံတရင်တွေဟာနယ်ရေကန်ဘူဟာနဲ့အမ်ဘရန်လန်တိုက်ပွဲတွေဖြစ်ပါတော့တယ်။ရခိုင်ပြည်နယ်က အမ်မြို့နဲ့မကွေးတိုင်းကဗရမ်းမြို့ကိုဆက်သွယ်ထားတဲ့အမ်မတန်လမ်းပေါ်ဘျူဟာမြောက်တီနေရာဘျူဟာမြောက်တီရှိနေတာပါဒါကြောင့်နေရေကန်ဘျူဟာက မကွေးတိုင်းရဲ့ဝင်ပေါက်ဖြစ်တယ်လို့ရခိုင်ပြည်နယ်အန်ကိုထိုးစစ်ဆင်ဖို့အတွက်ဆိုရင်လည်းအရေးကြီးတဲ့နေရာဖြစ်ပါတယ်နေရေကန်ဘျူဟာရဲ့ဒီကခန့်စစ်စခန်းတစ်ခုဖြစ်တဲ့ကိုကြီးစခန်းနဲ့ဖိုက်တာကုန်းကိုစက်တင်ဘာလကုန်ပိုင်းနဲ့အောက်တိုဘာလဆန်းပိုင်းမှာအေအေနဲ့ပူးပေါင်းတပ်တွေတင်ယူပြီးတဲ့နောက်ပိုင်းဘျူဟာတဲကစစ်သားတွေနဲ့အရာရှိတွေဟာ အောက်တိုဘာလ9ရက်နေ့ကရဟရင်တွေနဲ့ဆုတ်ခွာသွားတယ်လို့ စည်ရည်တင်မျက်စီကနေသိရပါတယ်။လက်ရှိမှာတော့နေရီကံဗျူဟာကိုအပြီးသက်သိမ့်ပိုက်နိုင်ဖို့လက်ကျန်နေရာချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA ကအော်တိုဘာလ15ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ပင်လယ်ရေမျက်နှာပြင်အထက်ပင်9000ဝန်းကျင်မြင့်မှာရှိတဲ့နေရီကံဗျူဟာမှာစစ်တပ်ကအရင်ကရခိုင်ရုံးမှအနောက်ခြမ်းနိုင်ငံရိယာတွေအတွက်လေကြောင်းရန်ကာကွယ်ဖို့ရေဒါပါတပ်ဆင်ခဲ့တာပါ။လက်ရှိမှာတော့မြန်မာစစ်တပ်ဟာအမျိုးကိုပြန်လည်ထိန်းချုပ်ဖို့စူးစမ်းတဲ့စစ်စင်ရေးပျက်စီးသွားပြီဖြစ်တယ်လို့မကွေးတိုင်းနောက်ချမ်းကိုလည်း ဒေါ်လန်ရဲ့အင်အားစုတွေကနေမည်ဆိုးမှုမှုအပြည့်ဝရှိဖို့လမ်းပွင့်သွားပြီလို့အေအေရဲ့မဟာမိတ်တပ်ဖွဲ့တွေကပြောပါတယ်။စစ်ရေးလေလာသူတို့ကတော့နေရီကန်ရပြီဆိုတော့အောက်လင်ပြင်ကိုစီးသွားပြီးပဒန်းလင်ပြင်ကိုစီးသွားပြီးပဒန်းကမြောက်တက်ဌာနချုပ်တခုရှိမယ်ကပ္ပစတွေရှိတာကိုအဲ့ဒါကိုစိုးမိုးသွားပြီးချက်ချင်းကြီးတော့ဆင်းလာနိုင်မှာမဟုတ်ဘူးပေါ့ဗျာပေါ်ကိုချုပ်ကင်ပြီးသွားရင်အခြေကုပ်ယူသွားပြီးရင်တော့တဖြည်းဖြည်းဆင်းလာရတာလွယ်သွားတာပေါ့စစ်တပ်အနေနဲ့じゃခတ်သွားပြီးစစ်တပ်ကိုအများကြီးချင်းချောင်းနိုင်တာပေါ့ ကပ္ပစတွေကိုချင်းချောက်ပြီးသွားဖြစ်သွားတာကိုအတိုက်ခံရဖို့ပိုနီးလာတာပေါ့လို့သူကသုံးသပ်ပါတယ်။ဒါအပြင်နဲ့ရေကန်ပြူဟာကနေတဆဲ့မန်ကျော်ပဲဝေးတဲ့ဗရန်မျိုးပါမချဖို့စစ်တပ်ကတမတခုထက်ဖြစ်ခံစစ်ပြင်ဖို့ပြင်နေရပြီလို့အထက်ပါစစ်ရေးလေလာသူကဆက်ပြောပါတယ်။ AA နဲ့အတူပူးပေါင်းတိုက်ပွဲဝင်နေတဲ့ BDF တူကတော့ထိုင်းထီဘက်6တန်းစုနဲ့နဲ့ရေကန်ပြူဟာနှစ်ခုမှဘဟာကိုယူမလဲဆိုရင်နဲ့ရေကန်ပြူဟာကိုယူမယ်ဒီဟာကစစ်တပ်ရဲ့ရှိုက်တဲ့တဲ့ကိုထိုးနှက်တာဖြစ်တယ်လို့သူကပြောပါတယ်။